အိုဝင်ကဟန်ဆောင်နေတာပါဖုန်းတစ်ချက်ခေါ်ယုံနဲ့သူ့ကိုခေါ်ထုတ်နိုင်တယ်လို့ပြောခဲ့တယ်။ထင်ထားတဲ့အတိုင်းပဲရိုစီကအဲ့ခံပွဲခန်းမကိုပြန်ရောက်တဲ့အခါအိုဝင်ကအလုရှိလို့အရင်ထွက်သွားပြီလို့ပြောခဲ့တယ်။ရိုစီကသူ့ကိုတားဖို့ကြိုးစားခဲ့ပေမဲ့ငင်းပယ်ခံခဲ့ရတယ်။အိုဝင်ရဲ့နှလုံးသားထဲမှာသူမအတွက်နေရာမရှိတော့ဘူးဆိုတာသဘောပေါက်သွားခဲ့တယ်။ဒါကြောင့်သူမအိမ်ကိုတယောက်တည်းပြန်လာခဲ့တယ်။အဲ့ဒီညမှာအိုဝင်ကရိုစီသူ့ကိုမဆောင်ပဲအိယာဝင်သွားတာကိုတွေ့လိုက်ရတယ် သူမစိတ်ဆိုးနေလားလို့သူမေးခဲ့တယ်။လူစီကပြင်ပန်းနေတာပါလို့ပြောခဲ့တယ်။အိုဝင်ကထပ်မမေးချင်တော့ဘူး။ဒါပေမဲ့လူစီကသူမနဲ့ပြန်ပြီးရင်နိုင်ငံသားကိုအန်အောစရာလက်ဆောင်တစ်ခုတွားယူมาဖြစ်လို့အိမ်မှာစောင့်နေဖို့ပြောခဲ့တယ်။အဲ့ဒီအခါမှာအိုဝင်ကလူစီစိတ်မဆိုးတော့ဘူးလို့ထင်သွားခဲ့တယ်။နောက်တနေ့မှာဘယ်လာကလူစီကိုဟိုတယ်တစ်ခုကိုဖိတ်ခဲ့တယ်။လူစီရောက်တဲ့အခါဆွေမျိုးတွေနဲ့တငယ်ချင်းတွေအားလုံးဘယ်လာနဲ့အိုဝင်တို့ရဲ့ကလေးတွေမွေးနေ့ပွဲတက်နေကြတာကိုတွေ့လိုက်ရတယ် အိုဝင်ကဘယ်လာကိုဆွဲကြိုးလက်ဆောင်တောင်းဝယ်ပေးခဲ့တယ်။ရိုစီရဲ့အမကအိုဝင်ကိုရိုစီကိုတစ္ဆာဖောက်တာနဲ့ပတ်သက်ပြီးစူပူချိန်မောင်းခဲ့တယ်။ဒါပေမဲ့အိုဝင်က အားလုံးအဆင်ပြေပါတယ်လို့ပြောခဲ့တယ်။ရိုစီမငိုပဲမနေနိုင်ခဲ့ဘူး။သူမကအိုဝင်ဈေးကြီးပေးဆက်ရလိမ့်မယ်လို့ကြေဆိုခဲ့ပြီးဘယ်လာပို့တဲ့ပစ္စည်းတွေကိုဖိုင်တစ်ခုတည်းထည့်လိုက်တယ်။အဲ့ဒီအချိန်မှာအိုဝင်ပြန်လာပြီးရိုစီကိုဆွဲကြိုးတစ်ခုပေးခဲ့တယ်။ဒါပေမဲ့အဲ့ဒါကသူအစောပိုင်းကဘယ်လာကိုပေးခဲ့တဲ့ဆွဲကြိုးနဲ့အတူတူပဲဖြစ်နေခဲ့တယ်။ ရိုစီကသူ့ကိုမဖော်ထုတ်ခဲ့ဘူး။ဒါပေမဲ့ဖိုင်ကိုသူ့ကိုပေးအပ်ခဲ့ပြီးနှစ်ပတ်လည်နေ့မှာဖွင့်ကြည့်ဖို့ပြောခဲ့တယ်။ကြီးမားတဲ့အံ့အားသင့်စရာရှိမယ်လို့ပြောခဲ့တယ်။အိုဝင်ဘာမှတန်တရားမဖြစ်ခဲ့ဘူး။သူတို့ရဲ့နှစ်ပတ်လည်နေ့မတိုင်ခင်တရက်အလိုမှာအိုဝင်ကရိုစီကိုလေစိတ်ကိုမောင်းပို့ဖို့လုပ်ခဲ့တယ်။ဒါပေမဲ့ဘယ်လာကဖုန်းခေါ်ပြီးသူ့ကိုလာခဲ့ဖို့ပြောခဲ့တယ်။ရိုစီကကားပေါ်တယောက်ထဲတက်ပြီးလေစိတ်ကိုသွားခဲ့တယ်။ သူတို့ရဲ့အစုံလိုက်ဆွဲကြိုးကိုလွှင့်ပစ်ခဲ့ပြီးအိမ်တော်ကြီးကိုအပီးတိုင်ဆုတ်ခွာခဲ့ပါတော့တယ်